ဘီလုံးခရစ်နေမင်္ဂလာပါကဲဒီနေ့အရင်အတူရှိတာတခုပြောပြချင်လို့ဖြစ်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကဲဒီဗီဒီယိုထဲမှာတွေ့ရတဲ့ထိုင်းစယ်လီမနေရလေအသက်က34ဒါပေမဲ့ခါ23ကဲဒီလိုဖြစ်လာတော့ဘယ်လိုမျိုးသူ့ရဲ့လျှို့ဝှက်ချက်ကဘာလဲပေါ့နော်ကဲအဲ့ဒါကိုပြောပြချင်လို့ဖြစ်တယ်အထူးသဖြင့်ပိန်စနေတူရဲ့တော့ပေါ့နော်ပိန်စနေတူရဲ့တော့အဓိကဖြစ်တယ်ကဲသူကပေါ့နော်အချိုမစားတာနှစ်နှစ်ရှိပြီတဲ့အချိုလုံးဝမစားအောင်အဲ့ဒီအချိုမစားခြင်းရဲ့ကောင်းကျိုးကလေပိန်တာတွေမကဘိုက်လေးတွေချက်လာတာတွေမကအ သားအရေပါလာလာတယ်ဘောနော်အသားအရေအတွက်လည်းအရန်ကောင်းတယ်အချိုတွေအကုန်ရှောင်းတယ်စီကြောစားတယ်ရှောင်းတယ်ဘောနော်ပြီးကြရင်သူကအရွက်တွေတော့မှစားရင်အစိမ်းရောင်ပါတဲ့အရွက်တွေကိုပို့ပြီးမှစားတယ်အဲ့ဒါကိုတွေ့ပဲစားတယ်ဘောနော်ပြီးကြရင်ဖြော်ရဖြော်ရတောက်တဲ့ချိန်မှာလည်း matcha matcha ဘောနော် green tea နဲ့လောက်ထားတယ် matcha ကိုပဲရွေးပြီးတောက်တာဖြစ်တယ်တဲ့ကဲအဲ့ဒါတွေမကသေးဘူးဘောနော်ညနေ3နိုင်ကြော်ပြီးဆိုရင်အသက်နိုင်ဆုံးဘာမှမစားပါနဲ့တဲ့3နိုင်နောက်ပိုင်းအသက်နိုင်ဆုံးရှောင်းပါတဲ့အစားတော့ကဲ အဲ့လိုနေနိုင်ရောတကယ်သူ့ကိုလာလာမှာပေါ့နော်ဒါတွေမကတည်းကိုကျမတို့နေ့တိုင်းနေ့တိုင်းစားနေတောက်နေရုံတင်မဟုတ်ကျမတို့ပြန်လဲထုတ်ရအောင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ fiber fiber အမြန်သက်ပါတဲ့ fiber protein ပါတဲ့ fiber အဲပေါ့နော်အဲ့ဒီ fiber တွေလဲကျမတို့မီဝဲလို့ရပါတယ် fiber တွေဟဲ့မှာတော့အခုဆိုမျိုးစုံတစ်စိတ်မျိုးစုံထွက်တယ်ပေါ့နော်အဲ fiber အကြီးအထုပ်နဲ့တောက်မလားဒါမှမဟုတ်အလုံးတောက်မလားအဲ့ဒီကိုနဲ့ vitamin အစုံပါတဲ့ fiber လေးတွေမီဝဲပစ်စံဖြစ်နေပဲဒီလိုခန္ဓာကိုယ် ိုလတ်လတ်ပပထိန်ထိန်ထိုင်လို့ရတယ်အဓိက အချိုးဆောင်မှုဖြစ်ပါတယ်ပေါ့နော်ကဲဒါကတော့သူ့ရဲ့လေဝတ်ချက်လေးဖြစ်ပါတယ်နောက်ချက်နောက်ချက်လေးအတူရှိတဲ့အရာလေးဘဟုသုတလေးတွေသင်ပြအောင်မလို့ like and share please thank you bye bye